က်လေးကတော့မက်ပြက်လေးပါပဲသူကအရင်ကတည်းကကျွန်တော်တို့ငယ်လေးတည်းကဒီ runway တွေမှာဟောအရင်မိုက်တဲ့ဒီမင်းသမီးတယောက်ပေါ့သူကလည်းအခုချိန်ဒီကိုမိုက်နေတော့ပဲခန္ဓာကိုယ်ကိုလုံးကိုပေါ့ဝစ်စားစင်မှုနဲ့အဲဘလိုပုံစံသူဘလိုဝစ်စုံမျိုးသူဘလိုရှောက်အောင်လဲသူကောင်းကောင်းမပေါ်သိရေပေါ့နော်အဲ့တော့အရင်မိုက်တဲ့ဒီရှောက်သွားတာလား ကိုကြောင့်မှားသွားမှာဆိုတော့တဲ့မလားဟိုကိုက sequence တိုက်တော့ကလည်း razer တော့ကလည်းမပါဘူးပွဲမှာရှိရလူတွေကနောက်ကပါဝင်တဲ့ moral တွေအားလုံး underwriter solo writer ဘာမှမသိဘူးဆိုတော့ပါတယ်ဆိုတော့ပြီးတော့မှလမ်းဝင်လျှောက်တော့ Thank you. ာကျွန်တော်အခုဝင်စင်လာတာကတော့ကျွန်တော်ဒီဇိုင်နာမတ်ပုံပါဇိုဝီပေါ့ဒီနေ့ပွဲရလေးရလဲမထင်မထားပဲねအဲ့လိုပါဝင်ဖြစ်သွားတာပေါ့เนาะเนาะအဓိကတော့အဲကျွန်တော်ကလည်းအဲ fashion show မှာ runway မှာမလျှောက်တော့တော်တော်ကြာနေပြီပေါ့เนาะဒါပေမဲ့မပေါ်ကအဲ့လိုလေဒီလိုလေးတော့ရှိရပေါ့เนาะအရာကူညီပေးပါမယ်လို့ကျွန်တော်ကူညီပေးမယ်ဆိုပြီးပါဝင်ဖြစ်သွားတာပေါ့เนาะဒီအင်ဂျီတောင်မှကျွန်တော်ဘာဝေ့ရမယ်ဆိုတာကိုနေရမှာရတာပေါ့เนาะအဲ့တော့ဒီနေ့ကတော့ ိုကိုကြောင်မှားသွားမှာဆိုတော့သိရမလားဟိုကစီကွတ်တိုက်တော့ကလည်း razer တော့ကလည်းမပါဘူးပွဲမှာရှိတဲ့လူတွေကနောက်ကပါဝင်တဲ့ moral တွေအားလုံး art writer show writer ဘာမှမသိဘူးဆိုတော့ပါတယ်ဆိုတော့ပြီးတော့မှလမ်းဝင်လျှောက်တာပေါ့ဟုတ်ကဲ့ပါတတိယဝါတာပေါ့ဒီလိုလေးလဲဆောက်ရတဲ့ခါကျတော့ဟုတ်ငငယ်တော့အဲ show ရောက်ခဲ့တဲ့ဟာတွေတော့ပြတတိယဝါတာမပြက်လေးကတော့မပြက်လေးပါပဲသူကအရင်ကတည်းကကျွန်တော်တို့ငယ်ငယ်လေးတည်းက အဒီ runway တွေမှာရောအရင်မိုက်တဲ့ဒီမင်းသမီးတွေကပေါ့နော်အခုကလည်းအခုချိန်ထိကိုမိုက်နေတော့ပဲခန္ဓာကိုယ်အကုန်လုံးပုတ်ပေါက်ဝစ်စားစင်ရင်မှုနဲ့ဝစ်စားစင်ရင်မှုနဲ့ပတ်သက်ပြီးတော့လည်း အဲဘယ်လိုပုံစံသူဘယ်လိုဝတ်စုံမျိုးသူဘယ်လိုရှောက်အောင်လဲဆိုသူကောင်းကောင်းမသိရေပေါ့နော်အဲ့တော့ရမ်းမိုက်တနေ့ရှောက်သွားတာလို့အဲတော်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 လေးကိုမိုက်ပါတယ်ကျွန်တော်တို့ runway လို့ပုံစံမျိုးဆိုလို့ရှိရင်ဒီလိုမျိုးဂါလန်သွားကကျွန်တော်တို့အရင်တော့တခါမှမရှောက်ခဲ့ဘူးပေါ့နော်အခုကျတော့ဂါလန်သွားလို့ပုံစံမျိုးပေါ်မှာအသေးချာဝတ်စုံတွေကိုကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒီဝတ်စုံတွေကလည်း အဲကျွန်တော်တို့ကဟိုပွဲသွားလို့ရှိရင်လည်းဝေးလို့ရတယ်အပြင်မှာ fashion ဆက်ဆက်လဲကျွန်တော်တို့ဝေးလို့ရတဲ့အကြောင်းမို့လို့အာဝတ်စုံတော်တော်များတော့သဘောကျတယ်အခုဒီ map ဟာလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီစမ်းတယ်ပေါ့နော်ဟိုအပြင်အပြင်အနေနဲ့ဆိုလို့ရှိရင်ယောက်ျားလေးဆိုလို့ရှိရင်အဲ့လို ပန်းနေပါတယ်မဝေးရဘူးဆိုတော့ဟာမျိုးတွေကတော့ခုနောက်ပိုင်းတော့မရှိတော့ပါဘူးကျွန်တော်တို့ခုနောက်ပိုင်းတခြားနိုင်ငံခြားမှာရှိနေတဲ့ brand ကြီးတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဒီအမှုပညာဆန်ဆန်နဲ့အဲ့လိုပန်းပန်းဟာတွေရောတခြားအရာတွေနဲ့ပတ်သက်ပြီးတော့ဒီဇိုင်းတွေထုတ်လာကြပြီပေါ့နော်အခုဒါဆိုကျွန်တော် local ထဲမှာပဲထုတ် local ထဲမှာပဲရတဲ့ product အနေနဲ့ဆိုလို့ရှိရင်တော့ဒါအောင် byte တယ်ပေါ့ဟုတ် အဲ့မော trend ဆိုရဲဆိုရင်ကျွန်တော် fashion မှာကြတော့ကျွန်တော်တို့မှာစီးလီဘောင်းတွေမရှိဘူးဗျာသိတယ်မလား fashion ခေါင်းစဉ်အောက်ကိုရောက်သွားတယ်ဆိုလို့ရှိရင်ဟာဥပမာကျွန်တော်ဆိုအခုတော့ပိုင်းဂျပန်ဆိုတော့ကြိုက်တယ်ဂျပန်ဒီလမ်းမပေါ်မှာ street မှာဝတ်တဲ့လူတွေကအကုန်လုံးကလူတိုင်းအကုန်လုံးမိုက်တယ်ဟိုဟာတတ်တော်မိုက်တယ်ပေါ့နော်အခုတော့ပိုင်းကျွန်တော်လည်းဟို crystal တို့ဟာမျိုးတွေဟိုအရှိတစ်ခါတိုက်ကားပွဲတော့ဆိုလို့ကျွန်တော်ဝတ်ထားတယ်ပေါ့နော်ဒါလည်းဟိုဟို ကျွန်တော်တို့ကြတော့လေပွဲနဲ့ live ဖက်ညီတယ်ကားရန်ကလည်းဝစ်ဆင်ကျင်တယ်ကိုပရိသတ်တွေနေတဲ့ကလည်းဆက်ဆက်လေးဖြစ်သွားမလားဆိုပြီးတော့ကျွန်တော်တို့ကဝစ်ဆင်ပြလာတာပါကျွန်တော်တို့ကကျွန်တော်တို့ဝစ်ပြတဲ့ခါနောက်လူတွေလည်းဝစ်ရဲသွားတာပေါ့ဟုတ်တယ် fashion ကတော့ အဲကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲအရင်ထူးခြားဆန်းပြားတဲ့ဟာမျိုးကြီးတွေဝင်မှာမဟုတ်ပါဘူးကိုယ်တိုင် live ဖက်ညီတဲ့ပုံစံမျိုးကိုတတရရဲ့နဲ့ဝစ်စားစင်ရတယ်ဆိုရင်ပဲကိုကျွန်တော်တို့ daily life မှာတော်တော်လေးကိုမိုက်နေပါပြီပေါ့နော် show တွေကြတော့လည်း fashion နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် minimalist style တွေဆိုလို့ minimalist ပေါ့နော်ဒါကတော့ကိုယ်နဲ့ live ဖက်ညီတဲ့ပုံစံကိုရှာဖွေနေရတာပေါ့ကျွန်တော်လည်းအခုချိန်ဒီကိုယ်နဲ့ live ဖက်တဲ့ပုံစံကိုရှာဖွေနေတော့မယ်ပေါ့